င်္ဂလာပါရှင်ရှဲကိုမီဒီယာကနေရှမ်းပြည်နယ်အတွင်းမြေငလျင်လောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တဲ့တင်ကို တင်ဆက်ပါမယ်ရှင် 2025ခုနှစ်မတ်လ28ရက်နေ့စနေနေ့52မိနစ်အချိန်ခန့်တွင် ပြင်းအားရစ်တာစကေခွန်တဒမခွန်အစင်ရှိအင်အားလွန်ပြင်းငလင်းလောက်ခတ်မှုကြောင့်ရှမ်းပြည်နယ်အတွင်းမြို့နယ်18မြို့နယ်၌သာသနိကအဆောက်အဦများဌာနအဆောက်အဦများ လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများလူသေဆုံးမှုများနဲ့ထိခိုက်ဒဏ်ရာရမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည် အင်အားလုံးပြင်ငလျင်လောက်ခတ်မှုကြောင့် match လာ28ရက်နေ့မှာယနေ့နနက်9နာရီအချိန်အထိမြေပြင်စရင်ကောက်ယူရရှိမှုစရင်စရာများအရာရှမ်းပြည်နယ်အတွင်းမြို့နယ်16မြို့နယ်ရှိသာသနိကအဆောက်အဦများဖြစ်သည့်ဖယားဇေဒီ22စုသာသနိကအဆောက်အဦ45ခုပြိုကျပြည့်စည်ခဲ့ပြီးဖယားဇေဒီ159စုသာသနိကအဆောက်အဦ63ခုနဲ့အုတ်တတိုင်း7ခုအ ခြား120ခုတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပါတယ်။ထိုနည်းတူကွန်ပျူတာတက်ကလို့တောင်းကြီးစာတင်ဆောင်တစ်စောင်စမ်းမိုင်းဈေးပေးခန်းတစ်ခန်း အခြေခံပညာကျောင်းစာတင်ဆောင်29လုံးဝင်တန်းအိမ်အား9လုံးအခြား15ခုပြိုကျပျက်စီးခဲ့ပြီးဒူနာပြူတာဖွားတင်တန်းကျောင်းအဆောက်အဦ2လုံးစာတင်ဆောင်2လုံးဝင်တန်းအိမ်အား၄လုံးပညာရေးဒီဂရီကောလိပ်စာတင်ဆောင်2လုံးအခြားတစ်ခုနီးပညာထပ်တန်းကျောင်းစာတင်ဆောင်၄လုံးဝင်တန်းအိမ်အား၄လုံးအခြား12ခုအုတ်တတိုင်းတစ်ခုကွန်ပျူတာတက္ကသိုလ်တောင်းကြီးအဆောက်အဦ9လုံးဝင်တန်းအိမ်အား၃လုံး ံးစေတက္ကရတောင်းကြီးအဆောက်အဦးခုနှစ်လုံးဝန်ထမ်းအင်အားတစ်လုံးဂျမိုင်းဌာနပိုင်းအဆောက်အဦးလေးလုံးစင်းယုံဆန်းနှလုံးစေပေခန်း29လုံးဝန်ထမ်းအင်အား73လုံးအုတ်တတိုင်း73ခုအခြားခုနှစ်ခုအခြေခံပညာရေးမှုယုံအဆောက်အဦးနှလုံးစာတင်ဆောင်190လုံးဝန်ထမ်းအင်အားလေးလုံးအောက်တတိုင်း44ခုအခြား15ခုတစိတ်တစ်ပိုင်းပြည့်စည်ခဲ့ကြောင်းသိရပါဗျာ ထို့အတူဌာနပိုင်ရဆောက်အုပ်တလုံးပြုကြခဲ့ပြီးဌာနပိုင်ရဆောက်အုပ်ဝန်ထမ်းအင်အားတိုးလာရုံနဲ့အခြားဆောက်အုပ်186လုံးနဲ့အုပ်တိုင်း49ခုတစ်စိတ်တစ်ပိုင်းပြည့်စည်ခဲ့ပါတယ်။ အလာတူလူနေအိမ်2406လုံး ပြိုကျပျက်စီးခဲ့ပြီးနေအိမ်1583လုံးနဲ့ပုတ်ကလေးကအဆောက်အဦ16လုံးလူနေအိမ်အုပ်တတိုင်း359ခုတစိ့တပိုင်းပျက်စီးခဲ့ကြောင်းသိရပါတယ်အလားတူဟိုတယ်လုပ်ငန်း33ခုတွင်ဟိုတယ်အောင်ပန်းအပါအဝင်ဟိုတယ်နှင့် လုံချင်းဘင်္ဂလို336လုံးပြိုကျပျက်စီးခဲ့ခြင်းဟိုတယ်နှင့်လုံချင်းဘင်္ဂလို921လုံးတစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ပြီးဒီနယ်အတွင်းတရာ20စက်တိတ်ကေဗီဓာတ်အားလိုင်း3669မိုင်400ဗီဓာတ်အားလိုင်း3855မိုင်နဲ့ထရန်စဖော်မာလေးလုံးမီတာ66လုံးပျက်စီးခဲ့သဖြင့် လက်ရှိမြေပြင်စည်ရင်းစရာများအရာထိခိုက်ပျက်စီးဆုံးရှုံးမှုခန့်မှန်းတန်ဖို့ချက်939.43တန်းခန့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရပါဗျာ။ အင်အားလုံးပြင်ငလင်းလောက်ခတ်မှုကြောင့်လူနေရဆောက်အုပ်ဟိုတယ်နဲ့အုံနေရန်ပြိုကျမှုများကြောင့်ယနေ့နနက်9နာရီအချိန်အထိမြေပြင်စရင်ကောက်ယူရရှိမှုစရင်စရာများအရာရှမ်းပြည်နယ်တွင်လူ66ဦးသေဆုံးခဲ့ပြီး133ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် အဆိုပိုင်းအားလွန်ပြင်းငလင်းလောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုလူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည့်မြို့နယ်များသို့ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၏အနီးကပ်ကြည့်ကြမှုဖြင့်ပြည်နယ်ဆိုရအဖွဲ့ဝင်ဝန်ကြီးများရှမ်းပြည်နယ်တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနေမြေခံတပ်မတော်သားများရဲတပ်ဖွဲ့ဝင်များကုညီကယ်ဆယ်ရေးအဖွဲ့ဝင်များကငလင်းဘေးသံတင်ခဲ့သည့်မြို့နယ်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအချိန်နှင့်တပြေးညီ င်ဆောင်ရွက်လျက်ရှိကြောင်းသိရပါဗျ။ရှမ်းပြည်နယ်တွင်ထိခိုက်ပျက်စီးမှုများသည့်ညောင်ရွှေမြို့နယ်တွင်ယာယီကယ်ဆယ်ရေးစခန်း၅ခုဖွင့်လှစ်၍ကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာတိန်နန်းကျောင်းတွင်ယာယီခိုလုံသူ138ဦး၊နောင်ကန်ကျောင်းတွင်ယာယီခိုလုံသူ969ဦး၊ကုန်တာကျောင်းတွင်ယာယီခိုလုံသူ10ဦးနှင့် ဝါဆိုကြောင်းတွင်ယာယီခေလုံသူ38ဦး၊တာလီယာထကတွင်ယာယီခေလုံသူ52ဦး၊စုစုပေါင်းယာယီကယ်ဆယ်ရေးစခန်းငါးခုတွင်ယာယီခေလုံသူ986ဦးရှိကြောင်းသိရပြီးယာယီခေလုံသူများအားအခြေခံစားသောက်ကုန်များပေးအပ်ခြင်းနှင့်ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းများကိုအချိန်နှင့်တပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်ရှင်။